ဒီဝတပတိအာဒီစောရတိမာပါတိစန္ဒီမာတဏ္ဍောခတိယောတပတိဇာယိတပတိဗရဟမနောအထသဗမဟောရတိံဘုဒ္ောတပတိတိဇာတာဒီဝတပတိအာဒီစောနေမင်းဟာနေခါမှာပဲတောက်ပါရင်ရတိမာပါတိစန္ဒီမာလာမင်းဟာညအခါမှာပဲတောက်ပါရင်တဏ္ဍောခတိယောတပတိရှင်မင်းဟာလည်းမြောက်တစားတွေဝစ်ဆင်ထားမှာရှင်မင်းရဲ့သုံးဆောင်ပစ္စည်းတွေဝစ်ဆင်ထားမှာတောက်ပါရင် ဇာယီတပတိဗရာဟမနောယဟန္တာအရှင်မြတ်ဟာလေဇံဝင်စားနေမှာတော့ပါလေအထသဗ္ဗမဟောရတိဘုဒ္ဓတပတိတေသတာဒါပေမဲ့လူမြတ်စွာဘုရားရှင်ကတော့နေရောညရောယဟန်သုံးဆောင်ပစ္စည်းတွေအပြည့်စုံဝိဆင်ထားတဲ့အချိန်မှာရောဝိဆင်မထားတဲ့အချိန်မှာရောဇံဝင်စားနေတဲ့အချိန်မှာရောဇံမဝင်စားတဲ့အချိန်မှာရောအချိန်တိုင်းအချိန်တိုင်းတကူတော်အမျိုးမျိုးနဲ့တောက်ပါတော်မူပါလေဒီနေရာမှာ ဇာယီတပတိဗရဟမနောဆိုတဲ့ပါဠိလေးကိုပါဠိအတန်အတွက်အတိုင်းတိတိကျကျမမှန်ကန်ကန်ယူမယ်ဆိုရင်တော့ဗရဟမနောလို့ယူရမှာပေါ့ဒါပေမဲ့ယထမကတော့ဗရဟမနောဆိုတဲ့စလုံးတွေ့ရင်ဗြမနောဗြမနောနဲ့ပဲဆုံနေကြဖြစ်နေတော့မြမာသာနဲ့ပြောတော့ဗြမနောဖြစ်သွားတာပေါ့လေအဲ့တော့အဲ့လိုဆိုလည်းပဲမားတော့မမားပါဘူးဒါပေမဲ့ဗရဟမနောလို့အတိအကျဆိုနိုင်ရင်တော့ပူကောင်းပါလေဒီဂါထာဟာမြတ်စွာဘုရားရှင်ကိုရိုတိုင်းမိန့်တော်မူထားတဲ့ဂါထာဖြစ်ပါတယ် ရားဟောနှုတ်ထွက်အစစ်ဂါထာတော်မြတ်ကြီးဖြစ်ပါတယ်ရှင်ဆရာတော်ကြီးရှင်လူကြီးတို့မှရေးဆက်ထားတဲ့ဂါထာမဟုတ်ပါဘူးညဆောင်ပဲရှင်ကိုရတိုင်းဟောကြားတော်မူတဲ့ဂါထာလေးဖြစ်တယ်ဟိုရှိအစဉ်ဆက်ကလေးကဆရာတော်တန်ဃာတော်ကြီးတွေအမတန်မြတ်တဲ့မြတ်နိုးတော်မူကြတဲ့ဂါထာတော်မြတ်ကြီးလေးဖြစ်တယ်ဘုရားတရားတန်ဃာရေနာမြတ်သုံးပါးရဲ့ဂုဏ်တော်တွေအားလုံးဂါထာတစ်ပုဒ်ထဲမှာအစုံအလင် အတိအဝပါဝင်နေတဲ့ဂါထာတော်ကြီးဖြစ်တယ်ဆရာတော်တန်ဃာတော်ရဲ့ကိုယ်တွေ့ ရင်စဉ်ကိုယ်တွေဖြစ်စဉ်တွေအရာလည်းပဲကောင်းကျိုးချမ်းသာကြည်တည်မင်္ဂလာဖြာဖြာနဲ့ပြည့်စုံစေနိုင်တဲ့ဂါထာဖြစ်လို့ဒီဂါထာကိုတပ္ပမင်္ဂလာဂါထာလို့ရှင်းဆရာကြီးများကနာမည်ပေးတော်မူခဲ့ကြပါတယ်။တပ္ပမင်္ဂလာဆိုတာကောင်းကျိုးချမ်းသာကြည်တည်မင်္ဂလာအားလုံးနဲ့ပြည့်စုံစေနိုင်တဲ့ဂါထာ။ဒါကိုပဲတနည်းပြောမယ်ဆိုရင်တော့လူအင်းဆန္ဒအထုပြဝစေနိုင်တဲ့ဂါထာလို့ပြောလို့ရပါတယ်။ ဒီကရမှာအဓိကကြတဲ့နေရာကတော့ဘုဒ္ဓတပတိတေဇာတာရသဗျာရှင်ဟာတကူတော့အမျိုးမျိုးနဲ့အချိန်တိုင်းတောက်ပတယ်ဆိုတဲ့နေရာလေးကအဓိကပဲအဲ့ဒီမှာတေဇာတာတကူတော့ဖြင့်တကူတော့အမျိုးမျိုးဖြင့်ဆိုတာကအဓိကပဲဒီကရကိုအချင်းချင်းခါခါရုပ်ဖတ်ပွားများတော့မယ်ဆိုရင်တေဇာတာဆိုတဲ့နေရာမှာယုတ္တကတော့ဘုဒ္ဓတပတိတေဇာတာပဲရုပ်ပေါ့စိတ်ထဲကနေတကူဆိုတာကိုအတိတ်ပဲဖော်ရမယ်တချို့အခေါက်ဒီမှာမိတ္တာတကူဖြင့်နေရောညာပါတောက်ပတော်မူတယ် တချို့ခောက်တည်ကြတော့ခန္တီတကူဖြင့်ညောညပါတပ်ပါတော်မူလေတချို့ခောက်တည်ကြတော့သီလတကူဖြင့်တချို့ခောက်တည်ကြတော့သမာဓိတကူဖြင့်တချို့ခောက်တည်ကြတော့ပညာတကူဖြင့်အသီလသမာဓိပညာဆိုတဲ့တကူတွေကိုကာရတကူကိုတကူတစ်မျိုးစီတစ်မျိုးစီနဲ့နှလုံးသွင်းပြီးတော့ရှုပ်ပွားပေါ့ပြီးတော့မှကိုသိတဲ့ဘုရားရှင်ရဲ့ကောင်းမြတ်တဲ့ဂုဏ်တော်တွေမေတ္တာတကူကရုဏာတကူမုဒိတာတကူဥပေက္ခာတကူခန္တီတကူသစ္စာတကူစသဖြင့်ပေါ့လေ ကောင်းတဲ့ဂုံကောင်းတဲ့တကူတွေအကုန်လုံးချဲ့သွင်းပြီးတော့ပွားများလို့ရပါတယ်။ဂုံတော်ကိုးပါးနဲ့ပွားများမယ်ဆိုရင်လေတိဇသာဆိုတဲ့နေရာမှာအရဟံဂုံတော်တကူဖြင့်နေရောညာပါတောက်ပါတော်မူတယ်။အရဟံဂုံတော်တကူဖြင့်လို့နှလုံးသွင်းပြီးတော့အရဟံဂုံတော်ရဲ့ကိရိတာကင်းစင်တဲ့ဂုံတော်နောက်တစ်ခါကျတော့စေကိုရရမှတောင်းမှမကောင်းမှုဘုံမပြုတဲ့ဂုံတော်နောက်တစ်ခါကျတော့ပူဇော်ထုခုခံယူတော်မူထိုက်တဲ့ဂုံတော်စသည်အားဖြင့်တစ်ခေါက်နဲ့တစ်ခါအသေးပေလေးတွေမတူအောင် သဘောတရားလေးတွေနှလုံးသွင်းပြီးတော့မြတ်စွာဘုရားရှိရဲ့ဂုံအရေးအရှင်းလေးတွေကိုတစ်မျိုးစီတစ်မျိုးစီနှလုံးသွင်းပြီးတော့ပွားများမယ်ဆိုရင်ဒီဒီဝါဒပတိကာရတရား၈ခေါက်ရွတ်ရင်ဂုံတော်၁၈မျိုးပွားများပြီးသားဖြစ်သွားလိမ့်ကျေကျေပြန်ပြန်တော့အကြောင်းညွှန်ပြတဲ့အခါမှာဦးဇင်းတို့ဟောပြပါဦးမယ်ဉာဏ်သွင်းတတ်မယ်နှလုံးသွင်းတတ်မယ်ဆိုရင်မြတ်စွာဘုရားရှိရဲ့ရှိရှိတည်နာသောဂုံတော်အပင်ချီအနန္တအကုန်လုံးဒီကာရထဲမှာထည့်သွင်းပြီးတော့ပွားများလို့ရပါတယ် ဲ့တော့ဒီဂါထာကိုကောင်းရင်လာရင်လုံရင်ကောင်းရင်စားရင်တောက်ရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့အချိန်ရရင်ရသလိုကြိုးကြကြိုးကြတစ်ခေါက်ရတစ်ခေါက်သုံးခေါက်ရသုံးခေါက်ကိုးခေါက်ရကိုးခေါက်ဒီလိုရွတ်ဖတ်ပွားများသွားပေါ့အထူးတလည်းဝတ်ထားပြီးတော့ရွတ်ဖတ်တဲ့ဆေးခြင်းနဲ့ဆွင့်လေတနေ့ကိုသက်စေဖြစ်ဖြစ်ဒါမှမဟုတ်တနေ့ကို108ခေါက်ဖြစ်ဖြစ်ရွတ်ဖတ်ပွားများပေါ့တစ်ခေါက်ကျတိုင်းတစ်ခေါက်ကျတိုင်းဒေသတာဆိုတဲ့နေရာမှာအိမ်ပဲတမျိုးစီတမျိုးစီတကူတော့တမျိုးစီတမျိုးစီအာရုံပြုပြီးတော့ နှလုံးသွင်းပွားများသွားလိုက်ပေါ့နှုတ်ကတော့ဒီပါဠိတော်ကိုရွတ်စိတ်ကတော့ဘုရားရှင်ရဲ့ဂုဏ်တော်တွေတမျိုးပြီးတမျိုးပွားများသွားရမယ်တရားရှိခါရွတ်တယ်ဆိုလို့ရှိရင်လည်းတရားရှိခါပြည့်သွားတဲ့အခါမှာဒီဝတ္တပိကာထာတရားရှိခါရွတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်ချမ်းသာရည်ရဲ့အထောက်ပံ့ဖြစ်ပါစေဒါမှမဟုတ်မိမိယမတောင်းတာရဲ့ဗောဓိဉာဏ်ရဲ့အထောက်ပံ့ဖြစ်ပါစေပေါ့ပြီးတော့မှကိုယ့်ရဲ့လက်တွေ့ဘဝမှာချက်ချင်းလည်းကောင်းကျိုးချမ်းသာရအောင်လဲဆုတောင်းလို့ရပါတယ် လောကီကျူစုမတောင်းရဘူးလို့နေရာတကာမှာမူသည်မှတ်ထားစရာမလိုဘူးဒီတနေ့တနေ့ပြုထားတဲ့ကုသိုလ်တွေကလည်းအများကြီးရှိတာဆိုတော့နေပိုင်းရထပ်ပန်ဖြစ်ပါစေလို့ကြီးပဲပြုတဲ့ကုသိုလ်လေးပြုပေါ့အခုလိုပြေးတော်ဂါထာတော်တွေရွတ်တဲ့ခါကျတော့လည်းပြစ္ဆုတ်ပန်ကြကြဆုတောင်းရပို့ပြီးတော့တန်ဖိုးရှိတယ်အဲ့တော့ဒီဝတ္တပိကာရတရားရှိခေါရုပ်ဖတ်ပေါ်များပြီးသွားပြီဆိုရင်ကျွန်တော်ဒီယခုကနေဒီဝတ္တပိကာရတော်တရားရှိခေါရုပ်ဖတ်ပေါ်များပြီးသွားပါပြီဤစကားဒီမှန်ပါတယ်ဤမှန်သောသစ္စာစကားကြောင့်ဆိုပြီးတော့လက်တွေ့ကြတယ်ပြစ်ဆုံးမှန်ကြကြ ကောင်းကျိုးချမ်းသာတစ်ခုခုကိုဆုတောင်းလိုက်ပေါ့အဲ့လိုဆိုလို့ရှင်ရကြကြလာကြကြနေ့စဉ်ရုပ်ဘက်ပေါ်များပြီးတော့ဆုတောင်းသွားမယ်တစ္ဆာဆုသွားမယ်ဆိုရင်လူဝင်ဆန္ဒတွေပြေဝစေနိုင်ပါတယ်ပို့ပြီးတော့အထူးတလဲအားကောင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီဒီဝတ္တပတိကာထာတရားရှိခောက်ရုပ်ဖတ်ပေါ်များပြပါပြီ။ဒီနေ့ဘယ်ကစပြီးတော့လဲနေစဉ်ရဆက်မပြတ်မကွက်ရုပ်ဖတ်ပေါ်များခဲ့ပါလေ။ဤစကားဒီမှန်ပါတယ်။ဣမန်သောသစ္စာစကားကြောင့်တစ္ဆာရဲ့တကူကြောင့်၎င်း ဒီဝတ္တပတိဂါရတော်မြတ်ရဲ့တကူတော်ကြောင့်၎င်းဒီဝတ္တပတိဂါရရွှေရတဲ့ကုသိုလ်ကောင်းမှုရဲ့တကူကြောင့်၎င်းဒီဝတ္တပတိဂါရကိုဆောင်ရှောက်နေကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်၎င်းဒီဝတ္တပတိဂါရကို လာရောက်နာယူကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်၎င်းယနေ့ခုဒီနေ့ပြည့်ခဲ့ပြီမှကုသိုလ်ကောင်းမှုအလုံးရဲ့တကူကြောင့်၎င်းဆိုပြီးတော့ကိုလိုရာစုတစ်ခုတောင်းလိုက်ပေါ့အဲ့တော့ရုပ်ခတ်ပေါ်များတာဝါသနာပါတဲ့ပုဂ္ဂိုလ်ဤအနေနဲ့ဒီဝတ္တပတိဂါရကို ခြေရရင်ရတယ်လို့ရုပ်ဖတ်ပေါ်များပူဇော်နိုင်ကြပါတယ်ရုပ်ဖတ်ပေါ်များပူဇော်ခြင်းဖြင့်လောကီလောကုတ္တရာကောင်းကျိုးချမ်းသာจิตတည်မင်္ဂလာအဖျားပြားနဲ့ပြည့်စုံကြပါစေ